ခုဒီကမှာတော့ဟေးဝင်ရဲ့စူပီဒစင်ရဲ့တကယ်ကိုမှကြီးမားတဲ့ပြဿနာတွေတက်ကုန်ပြီပေါ့လေ။ဘာကြောင့်လဲဆိုတော့အခုဟေးဝင်ရန်ကပုံမှန်ဆိုရင်ဒါကျွန်တော်တို့ ဒီလက်ထက်ခွင့်တောင်းတဲ့အခါမှာပေါ့လေဒါယောက်ျားလေးတွေကအများနဲ့ကောင်မလေးတွေကိုကိုအရင်ဥမာတန်ဖိုးထားမျက်နှာရည်ကောင်မလေးတွေကိုဒူးထောက်ပြီးတော့ဒါလက်ထက်ခွင့်တောင်းခဲ့ကြတာကိုတွေ့ရတယ်ပေါ့နော်ဒါပဲမဲ့လေအခုဟိဝရံကကြတော့ဒါဆိုပြီးဒီစဉ်လေးကိုလက်ထက်ခွင့်တောင်းတဲ့အခါမှာဒူးထောက်ပြီးတော့တော့လက်ထက်ခွင့်တောင်းခြင်းမရှိဘဲနဲ့ဒီတိုင်းအလိုချင်မတ်သက်ရက်ပြီးတော့တော့လက်စွပ်ထပေးနော်ဒါလက်စွပ်ကလည်းအစကတည်းကစီစဉ်ပြီးသားပါပါစပရိတ်မှလည်းမဟုတ်ပါဘူးနော် အခုလိုမျိုးပြောတဲ့နော်ဟိုပြောဆိုမှုတွေအများကြီးရှိလာတယ်ဗောနော်အခုလိုမျိုးဒူးထောက်ပြီးမတောင်းရတဲ့အချောင်းညပတ်သက်ပြီးဒီနောက်ကွယ်မှာဟင်းဝင်ရဲ့အမေတဲ့ဗျာနော်ဟင်းဝင်ရဲ့အမေကမင်းကလေးတယောက်ကိုဒူးထောက်ရတာကလုံးဝနမိတ်မကောင်းဘူးနော်မင်းကလေးတယောက်ကိုဒူးထောက်လိုက်ပြီးဆိုရင်တော့ဖြစ်တာဘုံကံနေနေဆိုရင်နေထားမျိုးနဲ့ဟင်းဝင်ရဲ့အမေကဒါသားဖြစ်သူကိုဒါဆုပ်ပြီးတည်စင်ရေးရှိမှာဒူးမထောက်ခိုင်းတဲ့အကြောင်းနဲ့เนาะဒူးထောက်ပြီးတော့လက်ထက်ကွင်းအတောင်းကွင်းကိုပိတ်မင်ထားတဲ့အကြောင်းမမဘွားဖြစ်တဲ့အတွက်ပေါ့လी ဆိုတော့အခုလိုမျိုးအချောင်းရတွေက online ပေါ်မှာပြန့်နှံ့နေပြီးတော့နောက်ထပ်အချောင်းရတစ်ခုကပါလဲဆိုရင်เนาะဘာလဲဆိုတော့ဒီဆိုပြီးဒီစင်မာကကြာတော့ဗျာအမင်းနေဖီနော်သူနော်ဒါ၃ယောက်ပဲရှိတယ်နော်၃ယောက်ပဲရှိတဲ့ကကြာတော့အခုဟင်းဝယ်နဲ့လက်ထပ်ပြီးလို့ရှိရင်ဟင်းဝယ်ရန်တို့အမေဖီတို့ကသူတို့နှစ်ယောက်ကိုတိမ်ပေါင်း၄000တန်း၅000တန်းအင်ဂျီတလုံးအခုစောင့်နေနေပြီပေါ့လေစောက်ပြီးတော့မင်းမကြခင်မှာနေထိုင်လို့ရတော့မယ်အဲ့မှာနေမယ်ဒါပေမဲ့ ဆိုပြီးဒီဇင်လင်းကအမေနဲ့ဖေကိုအဝေးကနေပဲဆောင်းရှောင်းမယ်ဆိုပြီးတော့ကြီးညာလိုက်တာဖြစ်တဲ့အတွက်သူနဲ့အတူတူမခေါ်ဘူးဆိုရင်နေထားမျိုးနဲ့ပြောလိုက်တာဖြစ်တဲ့အတွက်လူမှုကွေးချားမှာတော့နော်သမီးလေးကကွာနော်အမေနဲ့ဖေကနော်မင်းမကြည့်ရှုရင်ဘသူကကြည့်ရှုမှာလဲနော်အော်တော်လေးကိုစိုးနေပါပြီနော်မင်းသာမကြည့်ရှုရင်ဘသူကကြည့်ရှုမှာလဲသူတို့မှာအကူစရာဆိုလို့ဟိုနင်တယောက်တည်းရှိတာဆိုရင်နေထားမျိုးနေပေါ့လေဒါအကုန်လုံးကလေဝိုင်းဝန်းပြီး